ရခိုင်ပြည်အတွင်းကမြို့နယ်အများစုကိုတိုင်ပိုက်ထိန်းချုပ်ထားတဲ့ ULAA အနေနဲ့တိုင်းရင်းတိဆောက်တိဆောက်ရင်းတိုက်ဆိုတဲ့ဆောင်ပေါ်အတိုင်းလက်ရှိမှာတိဆောက်ရင်းလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်။အခုလိုပြင်လဲတိဆောက်ရင်းမှာတစ်ပင်စစ်တော်ထိန်းသိမ်းရေးဟာလည်းအရေးကြီးတဲ့အခန်းဏ္ဍမှာပါဝင်နေပါတယ်။ရခိုင်မှာစစ်တော်အေးရစူးစူးပေါင်းနသိန်း9000ကျော်ရှိတယ်လို့ပြည်내တစ်တော်ဦးစီးဌာနရဲ့2020ဇင်းရရသိရပါတယ်2023ခုနှစ်ဂုံပိုင်းကနေစစ်ကောင်စီနဲ့အာရခတက်တော်အေအေတို့ကြားတိုက်ပွဲဖြစ်ပွားမှုနဲ့အတူ ရခိုင်ပြည်အတွင်းမှာလျှက်စင်းမင်းပြတ်တောက်နေတာဟာအခုဆိုရင်တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။လျှက်စင်းမင်းများရှိတဲ့နောက်နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့လောင်စာအတွက်ထင်းနဲ့မင်းသွေးကိုသာအဓိကထားသုံးဆွေးနေကြရပါတယ်။တိုက်ပွဲကြောင် နေရက်ဆက်ကော်ထွက်ပြေးနေရသူတွေမှာလည်းအလောက်ကန်ချပါတာကြောင့်ထင်းခောက်ပြီးဝန်းစားချန်နေရသူတွေရှိနေပါတယ်။ နာစီလောက်ပါပါအေးပဲဆိုင်လုံးတလုံးထင်ထားပါမလို့ယောင်ဖိုင်လုံးကိုရာကေယောင်ကိုပိုင်ရာရီသမောစီတနာရီစင်နာတနာရီတိခဘတော်တိတော့ဖုံးကြွာလုခွဲရပါရီယောင်ကိုပိုင်ရှိပိုင်ရီသမောစဘီပိုင်လူဘီမာပေါလူဘီမာအဝေးစရောက်မကောလင်းကိုတောင်းပြရပါရီထုံးအခုလိုထင်းခောက်ယူတုံးဆင်းမှုတွေများပြလာတဲ့နဲ့အမြရေရှင်မှာတစ်ပင်ကြီးတစ်ပင်ငွေတွေပြောင်းတိမှုကိုဖြစ်ပေါ်လာစေနိုင်ပါတယ်ဒါကြောင့်လောင်စာထင်းတွေကိုရှော့ချတုံးဆင်းနိုင်ဖို့နဲ့အစားထိုးလောင်စာတွေထောက်လုံနိုင်ဖို့လိုအပ်လာနေတာပါ စပခွန်သုံးမင်းဖို့တွေပြုလုပ်ရောင်းချနေတဲ့ကြောက်တော်မျိုးတွေကဦးထွန့်ခင်ကတော့အစားထိုးလုံစာအသုံးပြုတာဟာငွေကြေးကုန်ကြမှုကိုတက်တာစေလို့ပြောပါရယ်။ကွာခေါမှုတို့ဟာရရဲဌာနရှာသထမသိနာရှာသထရရဲဖွင့်နာရှာစကားတခါတည်းမင်းကတလုံးတက်တတ်တယ်။အဲရရဲသမလားရစားရတယ်။အဲပြီးကဖေးသားလေးမကုန်ဖွေးဆိုကထန့်ခေကြရ။အဲထောင်းဆိုကဝေခရရထောင်းကိုပေါက်ခရရ။ မသိဆိုလေးဝေခရခတ်တီအေဖွေးကနေပြီးကေအလူဒီအဆုံးမပုပ်ပေဝေပုဇာတိကိုကောက်လို့သထမရှာစားစားကြလားလားအလုံးပဲသားတယ်ဒီမှာရခိုင်ပြည်အတွင်းမှာတော့အခုလိုအစားထိုးလောင်စားတုံးဆွေးမှုတွေကို အနေအချင်းသာတွေ့မြင်ရပြီးထင်းတဲ့မိန်းသွေးကိုသာလောင်စာအဖြစ်အသုံးပြကြပါတယ်။အစားတို့လောင်စာတောင်းတွေကိုအဓိကကုံချင်းအဖြစ်လှော့စာမုံ၊စပခွန်း၊ကောက်ယိုး၊တစ်တို့တစ်ဆာတွေအပြင်တစ်တော့ထွက်ပစ္စည်းအကျဉ်းကျန်တွေကိုအသုံးပြုပြီးထုတ်လုပ်ကြတာပါ။အစားတို့လောင်စာတောင်းတွေအသုံးပြုတာဟာတစ်တော့ထွက်တင်စရာပစ္စည်းတွေထိမ့်သိမ်းမှုကိုအဓိကထောက်ကူပြုနိုင်ရုံသာမကတစ်တော့ထွက်ပစ္စည်းတွေအလေလွင့်ဖြစ်မှုကိုပါချော့ချပေးနိုင်ပါတယ်။ရခိုင်ပြည်အတွင်းကထွက်ရှိတဲ့စပခွန်းနဲ့လှော့စာမုံတွေကိုအစားတို့လောင်စာတောင်းတွေအဖြစ်မထောက်လုပ်နိုင်သေးဘဲရှောင်းတွေမြစ်တွေအတွင်းကိုသာ ရောက်ရှိသွားတာကြောင့်ရေညင်းညမ်းမှုကိုဖြစ်ပေါ်စေပြီးမြေချောင်းတွေတင်ကွာမှုကိုဖြစ်ပေါ်စေပါတယ်။အစားထုတ်လုံစာတောင်သုံးဆွေးတာဟာတစ်တော်ပြုံးတိမ်မှုကိုချော့ချနိုင်တယ်လို့ရခိုင်ပြည်တဘာဝပင်ဝင်ရှင်ထိန်းသိမ်းစောင့်ချရေးအသင်းဥက္ကဋ္ဌကိုရင်နောင်စိုးကအခုလိုပြောပြပါဗျာ။အခုလက်ရှိကျွန်တော်တို့ခန်းစားနေရတာတွေ့ရတာပဲပေါ့။အပူချိန်တွေဘလို့မြင့်တက်တယ်လေပေါ့အရင်တော့ဆာရီကျွန်တော်တို့တစ်နှစ်ထက်တစ်နှစ်တရက်ထက်တရက်အပူချိန်တွေမြင့်တက်လာတာတွေ့ရတယ်။ဒါတွေကကျွန်တော်တို့တော့တောင်ပြုံးတိမှုနဲ့ဒါကသက်ဆိုင်တယ်။ဆိုတော့အခုလိုမျိုး ဟောနှစ်ပေါင်းဥမာတနည်းမုံနှစ်နည်းမုံနှစ်ပေါင်းဆယ်ရှိပြီးတော့ဒါတွေမျိုး direct တောတောင်တွေကိုပဲ direct မိကိုပြီးတော့သုံးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီထက်မကဒီတဘာဝဘေးအန်ဒီဒီစုံချုံမှုတွေတခြားတခြားပစ္စည်းစုံချုံမှုတွေလည်းခံစားလာရမယ်ဒီရာသီဥတုပြောင်းလဲမှုတွေဒဏ်တွေပေါ့ဒါလည်းအကုန်လုံးကိုကျွန်တော်တို့ပြည်သူတွေကစိုးစိုးဝါးကြီးပေါ့ခံစားလာနိုင်တယ် စာထုတ်လောင်စာတောင်းတွေဟာတဘာဝရုပ်ကျွင်းလောင်စာတွေထက်ဈေးနှုန်းသက်သာစေပြီးပဲဝန်းကျင်ငြင်းငြင်းမှုကိုလည်းရော့ကျစေပါတယ်။2024ခုနှစ်မှာကမ္ဘာ့ရဲ့အပူရှင်ဟာကမ္ဘာအရာသူဦးတို့ကိုစတင်မှတ်တမ်းတင်တဲ့အရှင်ကလေးကပုံဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့သလိုဆေးစုနှစ်အလိုက်မှာလည်းအပူဆုံးဆေးစုနှစ်တစ်ခုဖြစ်ခဲ့ပါတယ်။ရခိုင်ပြည်မှာလည်းရေကြီးရေရှင်တာမုန်တိုင်းဝင်ရောက်တာတွေကိုနှစ်ဆိုင်ကြုံတွေ့နေရသလိုရာသီဥတုပုံပြင်းမှုဟာလည်းနှစ်စဉ်မြင့်တက်လာနေပါတယ်။အကြီးကဒီတစ်တော်ပြုံးတိမှုကိုချော်ချဖို့အတွက် ကျွန်တော်တို့လုံစားအဖြစ်ပေါ့ဘလို့တုံဆွေးလို့ရမလဲကျွန်တော်ဒါတွေကိုလစ်လာရမယ်တီထွေရမယ်ဥပမာဆိုပါဆိုဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်တစ်ခုလုံးပါဆိုရင်ဒီဆန်ဆက်တွေအများကြီးရှိတယ်တစ်ခွဲဆက်တွေအများကြီးရှိတယ်ဆိုတော့အဲ့ဒီဆက်တွေကထွက်လာတဲ့ဆန်ဆက်မှဆိုရင်ဟိုကစပါးကွန်တွေထွက်လာမယ်တစ်ဆက်မှဆိုရင်လည်းတစ်မှုန်တွေထွက်လာမယ်ဒါတွေကိုအစားထိုးလောင်စာဖြစ်ပေါ့ဒါတွေကိုကျွန်တော်တို့ကတုံးလို့ရတယ်အာ ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီဟာတွေကအလေလွန်းဖြစ်နေတယ်ဟုတ်ကပြောမယ်ဆိုရင်လူတွေကဒီစပါစေုံတွေဆိုရင်လည်းမြေကန်နေပေးမှာဟိုလှုပ်ထားတာညတာပေါ့ဆိုတော့သူတို့စီကထွက်လာတဲ့ဒီစွန့်ပြစ်ပစ္စည်းစပါစပါကွန်ဒါတွေကိုသူတို့ကအကုန်လုံးလွှင့်ပစ်လိုက်တယ်မြေထစ်ကိုအဲ့လိုမျိုးမဟုတ်ပင်နဲ့ကျွန်တော်တို့ကဒီစပါခွန်တွေကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်အသုံးပြုရမယ်လောင်စာဖြစ်ပေါ့ဒီလိုမျိုးဆိုရင်ကျွန်တော်တို့တော်တော်များများဒီလိုမျိုးလုံနိုင်မယ် နောက်ပြီးတော့မိသွေးအစားကျွန်တော်တို့နောက်ထပ်မိသွေးပုံစံမျိုးပေါ့ဒါတွေကိုကျွန်တော်တီထွင်ဖန်တီးနိုင်မယ်ဆိုရင်ဒီဟာတရားမှာပြောမယ်ဆိုရင်နေ့စုံ90ရာခိုင်နှုန်းလောက်တော့ကျွန်တော်တို့ရော့ကြလာနိုင်တယ်ပေါ့ဆုံချုံမှုက မြူရလေအေတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်အတွင်းကမြို့နယ်တွေမှာဒေသန္တရအမိန်ထုတ်ပြန်ပြီးတော့တစ်ခိုးထုံးမှုတွေကိုတားမြစ်ထားပါတယ်။လက်ရှိမှာရခိုင်ပြည်ကိုအလုံးစုံတိမ့်ပိုက်ထိန်းချုပ်ရတဲ့အတွက်မြူရလေအေကဆက်လက်ကြိုးပမ်းနေစေဖြစ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်အတွင်းမှာပြတ်တောက်နေတဲ့ဇယက်စစ်မင်းတွေပြန်လည်ရရှိနိုင်ဖို့ဆိုတာဟာအရှင်အတိုင်းတာတစ်ခုတည်းကြံမြင့်နိုင်သေးတာကြောင့်စားထုတ်လုံစာတောင်းတွေအသုံးပြုခြင်းအပြင်တစ်ပင်တစ်တော်ပြုံးတိမှုတွေကိုကြိုတင်ကာကွယ်ထားဖို့လိုအပ်မှလည်းဖြစ်ပါတယ်ခင်ဗျာ။